United ရဲ့ဖုန်းတကူကိုပဲတင်ကားမှလိုက်မမိတော့ပါဘူး။အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ United တို့ကတော့လိုလိုနေရင်းကိုကန်စားတာတွေတအားတက်နေတယ်လို့ပြောရတော့မှာပါ။လမ်းလျှောက်ရင်းခလုတ်တိုက်တာတောင်တိုက်တဲ့အရာကကြောက်စိမ့်တုံးကြီးဖြစ်နေသလိုတန်ဖိုးကြီးတဲ့အရာတွေကိုအော်တိုလက်ထဲရောက်လာတယ်လို့ပဲပြောမှာပါ။ဘာကြောင့်လဲဆိုရင် Manager က Premier League ပွဲစဉ်ဖြစ် Manchester City နဲ့ Liverpool တို့ Etihad မှာရှင်ပြိုင်ကစားခဲ့ပြီး Liverpool တို့အနေနဲ့ City ကိုသုံးဂိုးပြတ်နဲ့အရင်နေခဲ့ပါတယ်။ဒါကြောင့်ပဲ Liverpool တို့အနေနဲ့ United နဲ့ရာမ18မှတ်ချင်းတူနေပေမဲ့ဂိုးခွာချချက်ကြောင့် United ကအဆင့်ခွန်ကိုတက်လှမ်းခဲ့ပြီး Liverpool တို့ကတော့ ဆင့်၈နေရာမှာယက်တည်နေရပြီဖြစ်ပါတယ်။ဒီပွဲမတိုင်ခင် United တို့အနေနဲ့အဆင့်၈နေရာမှာ Spurs ကိုအနိုင်မကန်နိုင်ပဲယက်တည်ထားတာပါ။ဒါပေမဲ့ United အတွက် Liverpool ကောင်းမှုအကြောင်းပြုပြီးအနိုင်မကန်နိုင်လဲအဆင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ United အချက်လဘာဘိုးခတ်ဖြစ်နေခဲ့တယ်လို့ပြောရမှာပါ United ပြည်သက်တွေကတော့ဒီမနက်နိုးလာတဲ့အချိန်မှာအရာအလုံးပြောင်းလဲနေပြီဖြစ်တာကြောင့် Man City ကိုအထူးကျေးဇူးတင်ရှိနေပြီဖြစ်ကြောင်းမှတ်ချက်ပေးခဲ့တာတွေလည်းရှိပါတယ်ပြည်သက်တို့ကလဘာဘိုးကိုနိုင်အောင်ကံပေးလို့ကျေးဇူးတင်ပါတယ် City ရဲ့ငါတို့ကတော့ Auto Nine ကိုတစ်ဆင့်တက်သွားတာညီကိုတွေဒီလိုနေကြမယ်နော်လို့မှတ်ချက်ပေးခဲ့ပြီးနောက်ပြည်သက်တို့ကငါတို့အတင်းရဲ့ဖုန်းကူကိုပဲအတင်းကမှမရှင်းနိုင်တော့ဘူးထင်ပါတယ်ကိုဘကနေနေတာတော့အပေါ်ရောက်အောင်တွန်းတင်ပေးနေတာမြင်ရတော့ဝမ်းသာပါတယ်။ဘာနေနေစီးတူးကိုတော့ကျေးဇူးတင်ရမှာပါလို့မှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ်။ United ရဲ့ဒီတစ်ပတ် Premier League ပွဲစဉ်71ကတော့အကောင်းဆုံးတွေနဲ့အတူကန်ဆာလာတက်နေတဲ့အချိန်အခါကိုဖျက်ဆီးခဲ့ရတာပါ။ Spurs ကိုခြေစွမ်းပိုင်းရလိုအပ်ချက်တွေနဲ့ကစားခဲ့ရပေမဲ့မရှုံးရဖို့ရေးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေအထိကိုစိတ်လုံရှားခဲ့ရတာပါ။ဒါကြောင့်ပဲ United တို့အတွက် International Break ကို၅ဘက်ဆက်ရှုံးဝဲမရှိဘူးဆိုတဲ့အတွေ့အကြုံပျော်ပျော်ကြီးဖျက်ဆီးရမှာဖြစ်ပါတယ်။ United ဟာလာမယ့် International Break ပြီးမှကစားသမားစုံလင်နဲ့ပြန်လာနိုင်ဖို့ရှိနေပါတယ်။ Spurs နဲ့ပွဲမှာဒဏ်ရာရခဲ့ကြတဲ့ရှက်ကိုမကွိုင်းရပြင်ဒဏ်ရာကြောင့်မပေါဝင်နိုင်ခဲ့တဲ့ Minu Martinez တို့လည်းပြန်လည်ကစားသွားနိုင်ဖို့ရှိနေပါတယ်။ အရှိထွက်ပေါ်နေတဲ့တင်းတွေရမာတီနာကတော့အာဂျင်တီးနားအသင်းနဲ့တူပူးပေါင်းပြီးလေ့ကျင့်မှုတွေပြုလုပ်ဖို့အတွက်မန်ချက်စတာကနေထွက်ခွာသွားပြီလို့သိရပါတယ်။ရှက်ကူကတော့စပါးနဲ့ပွဲပြီးမန်ချက်စတာကိုပြန်သွားတဲ့အချိန်မှာလမ်းကောင်းကောင်းမရှောင်နိုင်ပေမဲ့ဒဏ်ရာကပြင်းထန်ခြင်းမရှိကြောင်းသိရပါတယ်။ဒီမှာပဲရှက်ကူရဲ့ဒူးတန်ရာကိုအသေးစိတ်စကန်ဖတ်စစ်ဆေးသွားမှာဖြစ်ပြီးရလဒ်သေးစိတ်ကိုလည်းသိရမှာဖြစ်ပါတယ်။ မကွိုင်းနဲ့မိုင်းနီတို့ရဲ့တန်ရာသေးစိတ်ကတော့လက်ရှိမှာအတင်းပကထုတ်ပြန်ထားခြင်းမရှိသေးပါဘူးဘယ်လိုပဲဖြစ်နေပါစေဒီကစားသမားတွေအကုန်လုံးကိုလာမယ့် international break ပြီးမှပြန်လည်ကစားနိုင်ဖို့မျှော်လင့်ရမှာဖြစ်ပါတယ် United တို့အတွက်ဒီဟာဒီမှာ Arsenal, Chelsea, Liverpool, Man City, Spurs စတဲ့အင်းကြီးတွေနဲ့ဆိုင်ခဲ့ရပြီးမို့လာမယ့်ပွဲတွေကတော့ United အတွက်ပွဲချောင်သွားပြီလို့ဆိုရတော့မှာပါ United ကစားမယ့်လာမယ့်ပွဲစဉ်၅ပွဲကတော့ Everton အင်ကွင် Crystal Palace အဝေးကွင် Watford အင်ကွင် Wolves အဝေးကွင်းနဲ့ Bournemouth အင်ကွင်းတို့ပဲဖြစ်ပါတယ် ဒီထဲမှာ United တို့ပွဲချက်လို့တမတ်ရတဲ့ပွဲစဉ်ဟာ Palace နဲ့ဘုံမောင်းတို့ကိုပဲတမတ်ရမှာဖြစ်ပြီးကျန်တဲ့ပွဲစဉ်တွေကတော့မဖြစ်မနေအနိုင်၃မှတ်ရအောင်ဆွမ်းဆောင်သွားရမှာဖြစ်ပါတယ်။ United ကလက်ရှိ၅ပွဲကိုအကောင်းဆုံးပုံစံနဲ့ဆွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်လက်ရှိမှတ်ပေးစရာ1 to 5ကိုဝင်ရောက်ဖို့ကျင်းတည်သွားမှာဖြစ်ပါတယ်။ United အနေနဲ့အမှတ်ပေးစရာအဆင့်ခုံမှာရပ်တည်နေရတယ်ဆိုပေမဲ့အဆင့်၃က Chelsea နဲ့2မှတ်အဆင့်2က Man City နဲ့4မှတ်သာကွာတာကြောင့်အချိန်ကြီးကောင်းနေကြတာဖြစ်ပါတယ်။ United ကိုချင်းခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe subscribe လုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်